မင်္ဂလာပါခင်ဗျာ reader ခွန် channel ကပြန်လည်ကြိုဆိုပါတယ်ဒီနေ့တင်ဆက်ပေးမှာကတော့တပွဲစားမဟုတ်ဆိုမမခတောင်ထိပ်ကကတိပင်ပိုင်းလေးစက်သိန်းပိုင်းဖြစ်ပါတယ်ရေးသားသူကတော့ထမှန်တောင်ကိုဖြစ်ပါတယ်ဟိုးရှိကလက်မြင်နေရတဲ့တောင်ကြီးကကြီးပြူတောင်ပဲမဟုတ်ဆူကြီးရအဲ့ဒီကနေဟိုတစ်ဖက်ကိုနှစ်တောင်ကျော်ပြီးရင်တော့မမခတောင်ပဲကြီးပြူတောင်ထက်မမခတောင်ကပုံမြင့်နေအခုမြင်ကွင်းကွယ်နေလို့ဩ ကိုထုံးကလမ်းကြောင်းတည်သူဆိုတော့ရှင်းလင်းပြောပြတယ်။မနက်ကအစောထွက်မယ်ဆိုရင်မန်းပေမဲ့မနက်လင်းချိန်မှာညညုံနဲ့ပြူလို့ကခကြီးပြင်းနေရမယ်တနေ့တာအတွက်လမ်းမှာရှင်းနာသမှုမပြူပါဘူး။ရိတ်ခါတို့ကိုစီစဉ်ချက်ပြုတ်လေ။သူတို့ချက်ပြုတ်နေကြတာမို့ထွက်ချိန်မှာနောက်ကျသွားရတယ်။အခုချိန်က နေမုန်းတဲ့လူပြီ။မနားတန်းကိုထွက်လာခဲ့တဲ့ခကြီးတာကအတော့ကိုတွင်ကျဲတယ်လို့ဆိုရမယ်။မကြခင်ခံမမှုရတော့ ညနေဆောင်ချိန်မှာမမခတောင်ချေကိုကတ်နိုင်လိမ့်မယ်လို့ယူဆမိတယ်။အခုထိတော့ရန်ချောင်းမတူလို့လားမသိဘာချီရကျော်ရဲ့ခြေစားလက်စားတော့မတွေ့ရသေးဘူး။ဒီတော့လေမမခတောင်စီကိုအရောက်သွားဖို့ရတာရှိတော့တယ်လေ။ဆက်လက်သွားကြရင်ဇီးပြူတောင်လားကိုရောက်တော့တညတာစကန်အိတ်ဆက်သွားတဲ့နေရာတစ်ခုကိုတွေ့ကြတယ်။စင်ကိုခဏရပ်ပြီးဆင်းလို့လေးလာကြည့်ကြတယ်။ကြောက်တောင်းခွေလေးတစ်ခုနဲ့ဘေးမှာရှိခဲ့တယ်။ဘီးပုံလေးကအခုထိအပူငွေ့ရှိနေသေးပဲ ညာတော့ကစကန်းချငါယူသွားတယ်ဆိုတာသိကြတယ်။မိဖို့နှပေးမှာညအုံမိဖို့စားရတဲ့အပိုင်းစာတွေကိုတွေ့ရတယ်။ဒါအပစကန်းချညအိတ်သွားတဲ့နေရာပဲဗျ။ကိုထုံးကထာအော်ပြောလိုက်။မုတ်ဆိုးကြီးမုံခေါင်တို့လှဲ့ကြည့်ပြီးတော့ကိုထုံးလက်ထဲမှာစီးထုတ်တဲ့စက်ကူစားလေးတစ်ခုဒါကအပဆောင်နေကြစီးထုတ်ကလေး။အပကတွေးတိုးရှိတော့တွင်းကြီးစိတ်တောက်ရတယ်။ဟုတ်လား။ဟုတ်တယ်မုတ်ဆိုးကြီးကជីပုံဆိုရင်တော့အခုမနက်ကမှဆက်ထွက်သွားတာပဲ။ ကိုထုံးနဲ့အဖအသက်ရှင်နေတာရှိတုံးပဲငါတို့ရှေ့ဆက်လိုက်ရင်တော့မြည်ပါတယ်ဒါဆိုလဲလိုက်ကြတာပေါ့မဟုတ်ဆိုကြီးဟာမောင်ကောင်းကစကားကိုအပိတ်ပြောလိုက်တယ်ပြီးတော့အားလုံးပဲစင်ကြီးပေါ့ဆာပေါ်ကိုတက်ကြတယ်ဘာကြီးရကျော်ရဲ့ခြေစားလက်စားတို့ကိုတွေ့ရပြီမို့အသက်အန်ကျီတစုံတစ်ခုရှိမနေဘူးဆိုတာသိကြနေပြီအားလုံးစိတ်အေးကြရတယ်ဇီးပြူတောင်ကြီးကိုကွင်းပြီးတစ်ဖက်ကိုပတ်ထွက်ရတယ်ဇီးပြူတောင်ကိုလွန်တာနဲ့တောင်ထိပ်စီမှာတောင်ကတိပင်တို့ ဆွေးဆွေးနေပွင့်ဝင်နေတဲ့မြန်မာလုံးနဲ့မုံမခတောင်ကြီးကိုလှမ်းမြင်ရတယ်။အဲ့ဒီတောင်ပဲဗျ။နင်းနဲ့နင်းတော့အမြင်တော့မဟုတ်ဘူးနော်။သူကကြံတဲ့တောင်တွေအားလုံးကိုအုပ်မိုးထားတယ်လို့ပဲတော်။ညညူကမုံမခတောင်ကြီးကိုလှမ်းကြည့်ပြီးပြောတယ်။ပြိုကလည်းဟုတ်တယ်ညညူရဲ့ကတဲ့ပင်နဲ့ပွင့်နေကြတာကိုလည်းလက်ချီဆန်းပါအောင်တိတ်လာပဲ။ဟိုဘက်ကကြုတ်ပြောတယ်မြေဝါတောင်လေ။မြေဝါတောင်နဲ့ဇီးဖြူတောင်ကအလုံးတည်းအတူတူလောက်ပဲ။ပုတ်သူကြီးတို့လေးယောက်သားစကားတွေပြောဆိုနေကြပင်မဲ့ အရှိကစင်ဦးစီးနေရာမှာထိုင်နေတဲ့မောင်ကောင်းကတော့ဘာစကားမှမစိုးစင်ကြီးပေါက်ဆာကူတာအကောင်းဆုံးထင်ကြောင်းနေလေအမြင်နီးပြီးခยีဝေးဆိုတဲ့အတိုင်းမနာရန်ခီးနေတာတောင်မှခံမှန်းထားသလိုညနေဆောင်ပါမှာပဲမမခတ်တောင်ချီစီကိုကတ်မိကြတယ်လူတူရောက်ပေါက်နေရတောင်မို့တောင်ထိတ်စီကိုတက်ဖို့လမ်းရင်မရှိဘူးတက်လမ်းပြမဲ့နေရာကိုရွေးချယ်ပြီးတောင်ဘော်ကိုတက်ရတယ်တောင်ဘော်ကိုလည်းအတော့ကိုတက်ရတယ်တောင်ဆောင်တက်ဝက်လောက်မှာတယ်မိုးကချုပ်လိပြီ ဒီညတော့တောင်ထိပ်ကြီးဆက်တက်ဖို့ကမလွယ်တော့ဘူး။ဒါကြောင့်ရောက်အနေရမှာပဲစကန်းချဖို့လုပ်လိုက်တယ်။ပြီးခဲ့တဲ့ညတော့ကရိတ်ခါအတွက်ပြင်ဆင်လာကြပြီじゃမို့ညစာအတွက်ကိုကကိစ္စမရှိ။ကိစ္စရှိတာကလူတူရောက်ပေါက်မရှိသလောက်ဖြစ်တဲ့နေရာမို့တားရဲကောင်များရှိနိုင်တာတခုရဲ့ညာပိုင်းတော့အတော့ကိုတတိထားမယ်အရေးရှိနေတယ်။ဘလို့ဖြစ်ဖြစ်ပေါ့တားအောင်ပြစ်ခတ်ရင်လာတာမဟုတ်ပဲမဲ့အစဉ်ပြေအောင်တော့ကာကွယ်ရမှာရဲ့လို့တွင်းမိတယ်။ပြီးပုံကိုအနည်းဆုံးနှစ်ပုံပုံဖို့ ဆုံးဖြတ်လိုက်တယ်။ချင်းတွေအမြန်ကောက်ကြရဲမောင်ကောင်းကစင်ကြီးပေါက်စားကိုတစ်ပင်၆တို့ကိုချိုးပဲ့စီတော့တိတ်ပြီးမကြလိုက်ဘူး။တညတာအတွက်မိဘုံနှပုံဖို့ဖို့ရ။ထင်းလုံလောက်ရရှိလီပြီ။မိဘုံဖို့ရ။ညာရင်းညတာအကြောင်းရှိရင်တောင်ထိတ်စီကိုလူရှိတက်တက်ထက်တက်ဖို့အစီအစဉ်ထားရှိရ။တောင်ဆောင်နေရာတဝက်မှာဆိုတော့အရေးတွက်ကခက်ခဲရှိရ။တောင်ကြီးကတော့လမ်းကခတ်လာတဲ့ကြီတောက်ထုစီမှာတညတာအတွက်ကောင်းကောင်းလုံလောက်တယ်။လိုအပ်နေတာက၃ကြီးဒီအတွက် မောက်ဆိုးကြီးမုံခေါင်ရှာပွေးတော့ကံကောင်းထောက်မှစွာနဲ့ပလမကန်းစီမှာဒိုးຫນွယ်တချို့ကိုတွေ့ရတယ်။ဒိုးຫນွယ်ကရေကိုဆုပ်ယူပြီးຫນွယ်ထဲမှာအောင်းထားတက်တက်ຫນွယ်ဖြစ်တယ်။ဒိုးຫນွယ်ကိုဖြတ်ပြီးပိုသေးရဲ့ကြည်တောက်ထုံးနဲ့တုံးရီခန့်ယူကြတယ်။ຫນွယ်၃၄၅ချောင်းဖြတ်တောက်ပြီးနောက်ရေတော်တော်များများရလိုက်ကြတယ်။ကြည်တောက်ရှိ၃လုံးဒါဆိုတ냐တာတုံးရီလုံလောက်ပြီးຫນွယ်တွေကိုထပ်မံဖြတ်ပြီးလူတွေကိုလက်တန့်စင်ကြတယ်။ စင်ကြီးပေါက်စားကတော့ဝါယုံတစ်ခုစီကိုတိုးဝင်ပြီးဝါယံနူးတို့ကိုချိုးပတ်စားတောင်းနေတယ်။ကိုလက်ရည်တန်းစင်ပြီးတော့ဘီးပုံကိုဖိုးပြီးထမင်းစားကြတယ်။ပြီးတော့ဘီးပုံပြီးနားမှာပဲလဲလျောင်းနားอยู่ကြတယ်။မောင်တုကတိတ်တဲလာချင်းကြတော့သူတို့ရဲ့လက်ရာဘက်ကြောစီကတောင်ထိပ်ရောက်လူရောက်ခင်စီမှာဘီးလင်းရောင်တစ်ခုလှမ်းမြင်ရတယ်။ဘီးရောင်ကတအီးအီးရွေနေရနေအဲ့ဒါဘာကြီးရကြောပဲဘလို့လောက်ကြမလဲမြင်နေရပြီဆိုတော့လိုက်တက်မှကောင်းလိမ့်မယ် မဟုတ်ရင်ဗာကြီးကြရတော့အတွက်အန်တီရများတယ်ဒါဖြစ်ဘလို့တက်ချမလဲအိုးကြတယ်အကုန်လုံးတက်ချမယ်အခုမီးတုပ်လုပ်ဖို့ပြင်တော့လိုရမရစောင်းယူလာတဲ့စီပတ်အဝတ်တို့ကိုဝါးစိမ့်တို့မှရစ်ချီပြီးဘီးတို့ကိုဘီးတုပ်လုပ်လိုက်ကြတယ်ပြီးတော့စင်ကြီးပေါက်စားကိုထားခဲ့ပြီးလူကြီးတက်တက်တောင်ထိတ်ကိုတက်ကြတယ်တပတ်ကမီးရောင်ကတီအီတက်လန်းနေစဲပဲပေါ့သူကြီးမောင်ကောင်တို့လည်းဒီဘက်ချမ်းကနေမီးရောင်ကိုကြည့်ပြီးလိုက်တက်ကြတယ်ခတ်တာကတောင်ထိတ်နားကိုရောက်ကမှာ တစ်ဖက်ကျောကမီးရောင်က ရုတ်ချီးပြောက်ခဲ့သွားတယ်။မဟုတ်သူရှိမီးရောင်ကပြောက်သွားပြီဘလို့လောက်ကြမလဲ။ဘလို့ဖြစ်ဖြစ်တောင်ထိပ်ကြီးတို့ရောက်တက်မှာပဲ။အပေါ်ရောက်အောင်အဖြေပေါ်မှာပေါ့။ဟုတ်ကဲ့မဟုတ်သူကြီး။ငါရောက်တာတောင်ပေါ်ကိုခတ်တုတ်တုတ်ဆက်တက်ကြတယ်။မောပန်းနေဆိုပေမဲ့ညနေခင်းအချိန်ဆိုတော့လေးပတ်လောက်တော့မပင်မမ်းဘူးပေါ့။အရှိစီမှာမြင်နေရတဲ့ပြမျိုးမက်မထင်လို့တင်စားနိုင်လောက်တဲ့မိမပြိုကိုကြီးပြီးဘာကြီးရကြောအလွန်မင်းအောင်အော်တင်နေမိတယ်။ဘီးရောင်နဲ့အချားလင်းရောင်မရှိပါပဲ။ သူမအနီးနားတစ်ဝိုက်မှာလင်းချင်းလွန်နေတယ်။ဘိမတ်ပြောကလည်းသူ့ကိုလှမ်းကြည့်တယ်။သူတို့နှစ်ယောက်အကွာဝေးကဝါနှပြန်စားတတ်တာ။ချင်းနှင်းသူစား။ဘာကြီးရကျော်နှုတ်ကနေအတန်ထွက်ခေါ်လိုက်မိတယ်။ဒီခေါ်တန်ကြောင့်ဘိမတ်ပြောဟာမျက်လုံးကလေးဝိုင်းပါးစပ်ကလေးဆောင်ဟာသွားပြီးအံ့ဩတင်သွားတယ်။အမောင်ကျော်ကောင်လားမမဟုတ်ပါဘူး။ဘာကြီးကျော်ကောင်ရဲ့ဂရန်တစ်ခုလုံးကန္နာရပြင်ကြီးတစ်ခုလုံး၆တရောင်းနေလေ။တန်ဖြစ်တန်တို့ကလည်း ဟောအော်အော်ခတ်အတ်မိမပြောကဘာကြီးရှာကြောကိုဆူဆူရဲရဲတစ်ချက်ဆိုက်ကြည့်လိုက်တယ်အမောင်ကြောကောင်းကိုစောင့်မျှော်နေတာမိမပြောကသူ့ဘာသာတကူလေးရေရွတ်ပြီးခြာခင်းနဲ့ထွန်ပြင်လိုက်တယ်ခဏခဏနေပါအောင်ချင်းနေသူစားကျုပ်ကျုပ်ကမိမပြောကတုတ်ကနေရက်သွားတယ်ဘာကြောင့်မှမသိဘာကြီးကြောကောင်းရဲ့စိတ်ကံစားစားစီမှာသူ့ကိုသူအသက်20ကျော်နဲ့30ရွယ်လူငယ်လေးချက်လို့ခန်းစားနေရတယ်ကျုပ်ကကြောကောင်းရဲ့တငယ်ချင်းပါသူကော ိမပြိုကလဲချီမလာပဲမေးလေသူကလွန်ခဲ့တဲ့ပတ်လောက်ကပဲသုံးပါသွားခဲ့ပါပြီအိုးမိမပြိုဟာအန်အော်တဲ့ရေရွလာပြီးနေရမှာတဲ့ခွေခနဲ့လဲချသွားတယ်ကျုပ်လက်ပေါ်မှာပဲသူဆုံးသွားတာပါချက်နှင်းသူစားနဲ့ကြော်ခေါင်တို့အကြောင်းကိုကြော်ခေါင်ပြောပြရာရဲ့ပြင်မမခတောင်ကတက်ပင်ချက်နှင်းသူစားဆိုတဲ့မှတ်တမ်းစာအုပ်စီကလည်းတိတ်ခွင့်ရခဲ့ပါတယ်သူဘာများမှသွားခဲ့သေးတယ်လဲမိမပြိုကငိုရှက်ရင်ပြောတယ် ရှင်နှင်းသူစားကိုသူတိတ်ချစ်ပါတယ်တဲ့။အိုးကြောခောင်းရင်မိမပြူဟာပိုလို့တော်ရှိုက်ကြီးတငင်ငိုကြွေးပါတော့တယ်။ဘာကြီးရကြော်လဲမိမပြူရှိရာစီကိုခြေလန်းလန်းလိုက်တယ်။ခြေလန်းတလန်းနှစ်လန်းသုံးလန်းလေးလန်းမြောက်ခြေလန်းဆလိုက်ချိန်မှာတော့ရုပ်ကြီးတော်အတွင်းကနေဝရုံသုံးကားတန်နေထွက်ပေါ်လာပြီးဝောင်းကနေအတန်နဲ့တူအလွန်မကိုကြီးမားလာလေ။ကြာကြီးတကောင်ဟာခုံထွက်လာပြီ။ဘာကြီးရာကြောင့်နဲ့မိမ့်မပြိုလို့ကြာကြီးကိုကြာရောက်လာ ဘာကြီးကျော်ကောင်လမ်းဖြန်ပြီးဖင်ထိုင်ရကြသွားတယ်။ကြားကြီးကဘာကြီးကျော်ကောင်ကိုမျက်နှာမူထားတယ်။မိမပြိုကကြားကြီးကိုမြင်တော့ကိုရှိုက်နေရကတက်ပြတလဲဖြစ်သွားပြီ။အမောင်တက်ကမလုံနဲ့။ဟေ့အော်ရင်ဘာကြီးရကျော်နဲ့ကြားကြီးရဲ့အချားစီမိမပြိုက ပြေးဝင်စည်းလာတယ်။မိမပြိုကအရှိကနေပိတ်ကားလို့ရက်လိုက်တော့ကြားကြီးကခြေလမ်းနေတန့်သွားတယ်။ပြီးတော့ကြားကြီးအတန်ကနေချော်မော်လွန်းနဲ့လူငယ်တယောက်အတင်ပြောင်းသွားတယ်။ သူစားမယ်ဒီလောက်ဆိုတော်တင့်ပြီလေလူငယ်ကချီချီကွက်ကွက်ဆိုလိုက်တယ်မိမက်ပြောကခေါင်းကိုခါရမ်းတယ်သူစားကြော်ခေါင်းကိုမေးလို့မရသေးဘူးအမောင်တက်ကဘယ်အတွက်ကြောက်လဲမင်းတို့နှစ်ယောက်ကဘဝချင်းမတူဘူးလေဘလို့မှပေါင်းဆက်လို့မရဘူးမင်းဒီလောက်တောင်ဖြစ်နေရင်လေအဲ့ဒီကြော်ခေါင်းဆိုတဲ့ခေါင်းကိုငါအဆုံးသတ်ပေးမယ်လူငယ်ကပြောပြောဆိုဆိုမိမက်ပြောကိုဖဲကလဲချနေတဲ့ဘာကြီးရာကျော်ကြီးကိုပြေးဝင်လာပြီးကြားတင်ပြောင်းလဲလိုက်တယ်မိမပြိုကတမ်းမြတ်တာအောင်မမီတော့ ဘာကြီးရကျော်ကြီးကိုကြားကခေါင်းအုပ်လေးဒီခိုက်မှာပဲခြေလောင်လုံးနဲ့တနက်တန်နဲ့သူဘာကြီးရကျော်ကြီးကိုခေါင်းအုပ်လာတဲ့ကြားကြီးဟာတဝက်တစ်ပြက်မှာကြီးစံထိမှန်ပြီးနှစ်ဘေးကိုပြုတ်ကျသွားတယ်ကြောက်စိတ်လန့်စိတ်ကြောင့်ဘာကြီးရကျော်မျက်စိဆုံးမိထားရကနေဖွင့်လက်ကြည့်မိတော့သူ့စီကိုပြေးလာတဲ့သားဖြစ်သူအတူမုတ်ဆိုးကြီးမောင်ခေါင်တို့ကိုပါလှမ်းမြင်လိုက်ရတယ်ကြားကြီးကပြန်လဲပြီးလူးလဲထားတယ်ခါးနေရာစီကိုကြီးကထိမှန်ထားတော့ တော်တော်နဲ့ပြန်မထနိုင်ဘူး။ပုံစိုးကြီးမုံကောင်ကနောက်တစ်ချက်ထပ်မံပြက်ခတ်ဖို့လှုပ်ဆောင်လိုက်တယ်။မမလှုပ်ပါနဲ့။ကြားကြီးရဲ့အရှိစီကနေစီးပိတ်ကာပြီးရက်လာတယ်။ကျော်မော်လှပလုံးနဲ့မိမပြိုကိုကြီးပြီးညညူပြုံနဲ့မောင်ကောင်ကိုထုံးတို့အောတင်ကောင်ကြတယ်။လှပလုံးကြကအပြစ်ဆိုခြင်းစရာတဆမကိုရှိမနေဘူး။ချင်းနှင်းသူစားလား။ပုံစိုးကြီးမုံကောင်ကမေးလိုက်တယ်။မိမပြိုကခေါင်းကိုညှိပြတယ်။မောင်ကြီးအမောင်တက်ကကိုထပ်ပြီးမပြစ်ပါနဲ့နော်။မပြစ်ပါဘူး။ သူ့ကိုယ်သာရမ်းမမှုလာပါစေနဲ့စိတ်ချပါပုံစိုးကြီးမုံခါကတနတ်ကိုချိန်ထားရကပြောင်းအောက်ချပေးလိုက်တယ်ထိုခိုက်မှာပဲကြားကြီးတွင်ကနေခုနကလူငယ်တွင်စီကိုပြန်လဲပြောင်းလဲသွားတယ်ငါတို့ကိုဒီလူဟာတွေကတန်ရမရစေဘူးမင်းဟာကြာမှာဘလို့ဖြစ်တာလဲလူငယ်ကပုံစိုးကြီးမုံကောင်းကိုကြည်ရင်ပေးလိုက်ငါသုံးနှစ်ကြီးကတတ်မှန်ကြီးမဟုတ်ဘူးအစီရင်နဲ့လောက်ထားတဲ့ကြီးပြီးတော့ငါကတပွဲစာမုံစိုးတယောက်ဖြစ်ခဲ့ဘူးလေအော်ဒါကြောင့်ကို ငါတို့ကနင်တို့စီကိုရံမှုဖို့လာခဲ့တာမဟုတ်ဘူး။ငါသိပါတယ်ကြောကောင်လွတ်လိုက်တာမဟုတ်လား။မဟုတ်ဘူးကြောကောင်သိပြီ။လူငယ်မျက်ကောင်းများတောင်ပင့်တက်သွားတယ်။ကြောကောင်သိပြီဟုတ်လား။ဟုတ်တယ်မောင်တက်ကအမောင်ကြောကောင်သိပြီတဲ့။ဒါဖြစ်မင်းတို့ကဗာကြီးရကြောင်းနဲ့ကိုထုံနဲ့မောင်ကောင်းတို့ကတွဲထူပေးရကအချီစီကိုလှမ်းတို့လိုက်။ကျုပ်ကဒီအကြောင်းကိုချင်းနှင်းသူစားစီလာအကြောင်းကြားပေးတာပါ။ဘာတော်လဲ။လူငယ်ကဗာကြီးရကြောင်းကိုမျက်မှောင်ကျုပ်ပြီးမေးလေ။ ကျော်ကောင်ကကျုပ်တငယ်ချင်းရဲ့နောက်ဆုံးဆန္ဒလို့ယူဆမိလို့ပါ။သူစားအမောင်ကျော်ကောင်တိတ်ဆုံးပြီဆိုတော့သူစားအမောင်တက်ကကိုလက်ဆက်ပါတော့မယ်။ဒါပေမဲ့အမောင်ကျော်ကောင်ကိုတော့အမှတ်ရနေခွင့်ပေးပါ။လူငယ်ရဲ့မျက်နှာမှာကျဉ်တ်မှုတွေထင်ကနေဖြစ်သွားတယ်။အမောင်လက်ခံပါတယ်သူစား။ပိမက်ပြိုကဘာကြီးရကျော်ဘက်ကိုကြည်လာတယ်။ဒီကအမောင်ပြောတဲ့မုံမခတောင် ကတစ်ပင်ချင်းနှင်းသူစားမှတ်တမ်းစာအုပ်ကိုသူစားစီပေးနိုင်မလား။ဘာကြီးကျော်ကောင်ခေါင်းကိုခါရမ်းလိုက်သည်။ ကျုံမေ့ချန်ခဲ့တယ်။ကျုပ်စီမှာပါပါတယ်။မောင်ကောင်းကထပြောသည်။အဲ့ဒီမှတ်တမ်းလေးသူစားသိမ်းထားပြရစေ။မောင်ကောင်းကပြန်မဖြေခင်ဘာကြီးရကျော်စီကိုလှမ်းကြည့်လိုက်တယ်။ပေးလိုက်ပါမောင်ကောင်း။မောင်ကောင်းလည်းဘာကြီးကျော်ခေါင်းကိုကောင်းကြီးပြားပြီးစောက်ကိုချင်းနှင်းသူစားစီတွားပိတ်ဖို့ခြေလှမ်းလိုက်တယ်။ဒါပေမဲ့ထင်မှတ်မထားတဲ့အဖြစ်ကပြိုဟာမောင်ကောင်းလက်ထဲကနေစောက်ကိုဖြတ်ခနဲယူပြီးချင်းနှင်းသူစားစီကိုတွားပိတ်လေတယ်။မောင်ကောင်းကိုပြိုကတမဆုံးတဝင်းတူတာပါပဲ။ မောင်ကောင်းကရုပ်တရက်မှုကြောင်းအမ်းပြီးရက်နေမိတယ်။ကြံသူတို့ကဒီအဖြစ်ပြက်ကြောင့်ပြုံးမိကြတယ်။ချင်းနှင်းသူစားကစအုပ်လေးကိုတေချာကြည့်ပြီးရှင်စီမှာပိုက်ထွေးလိုက်တယ်။တက်ကကအာတင်လူလဲထားပြီးထလာတယ်။ချင်းနှင်းသူစားရဲ့ပကောင်းကိုထိကမ်းလိုက်တယ်။ချင်းနှင်းသူစားကစအုပ်ကလေးကိုမျက်မျက်နှုံနှုံထွေးပွေထားစေပဲ။ငါတို့ကိုခွင့်ပြုပါအောင်တက်ကကပြောလေ။ပုတ်စိုးကြီးမုံခေါင်တို့ကခေါင်းကိုညှိပြရအောင်။တက်ကနဲ့ချင်းနှင်းသူစားဟာတဖြည်းဖြည်းပြောက်ွယ်သွားခဲ့တယ်။ ပုတ်ဆိုးကြီးမုံခေါင်တို့လည်းဘာကြီးရကျော်ကိုပြန်ခေါ်ပြီးတောင်အောင်စီကိုပြန်ဆင်းကြပါတယ်။ကိုထုံးကဘာကြီးရကျော်ကိုဂယုဏတော်တော်နဲ့စုပူမြင်တုံစုပူမြည်တုံနဲ့ကိုထုံးဘလောက်ပဲစုပူပြောဆိုပါသေးဘာကြီးရကျော်ကတော့စကားတခုတောင်ပြန်မဆိုးပဲနှိမ့်စိတ်နေခဲ့ပါတယ်။အချင်းကလည်းအာယုံချင်းလူခဲ့ပြီးစက္ကန့်နေရာစီမှာတအောင်တမနာကြတယ်။ဘာကြီးရကျော်ကတော့မိဘုံနဲ့ပေးလေးစီမှာတုံးလုံးကလေးလေးလျောင်းအိပ်စက်နေပါတယ်။ပုတ်ဆိုးကြီးမုံခေါင်ကတော့ အိဆက်ကြတော့ပဲငုတ်တုတ်ထိုင်စကားပြောကြရင်ရှိနေကြပါတယ်။တဖြည်းဖြည်းအရှိရက်စီကရောင်ဒီပြလာပြီးလောကစီမှာနေရဲ့အလင်းအစာပြုချိန်ကိုခင်းကျင်းလာတယ်။ပေါင်ကောင်းကပေါက်ဆောက်ကိုတွားပြန်ကောက်လာတယ်။အားလုံးပြီးဆုံးချိန်မှာတော့အိဆက်နေစေဖြစ်တဲ့ဘာကြီးရကျော်ကိုနှုတ်ကြပါတယ်။ဒါပဲမိုက်လဲဘာကြီးရကျော်ဟာဘလို့မှနှုတ်မရတော့ပဲမနှိုးတဲ့အိဆက်ချင်းနဲ့အပီးတိုင်းအိဆက်နေခဲ့ပါပြီ။ကိုထုံတယောက်ညည်ဆက်လက်နဲ့ငိုကြွေးပါတော့တယ် မော်ဆိုးကြီးမုံခေါင်တို့ရဲ့ဒီတစ်ချိန်မုံမခတောင်စီကအပြန်ခီးကတော့ဝမ်းနဲ့မှုတွေတိတ်သေးရင်တန်ကဲချရာတော်တာပေါ့ရွာပြန်ရောက်ရင်တော့ဘာကြီးကျော်ခေါင်ရဲ့နာရီရဲ့လက်အပီးတငယ်ချင်းဖြစ်သူဘာကြီးရာကျော်ရဲ့နာရီကိစ္စကိုဆက်ဆက်သွားခဲ့ပါဦးမယ်တငယ်ချင်းနှစ်ယောက်ရှေ့စစ်နောက်စင်ဆုံးပါမှုအပေါ်အချို့သူများကတော့ဘလို့မှတ်ချက်ပေးမယ်မသိတတ်မော်ဆိုးကြီးမုံခေါင်တို့အတွက်တော့ဘလို့မှမှတ်ချက်မပေးတတ်အောင်ထိရပါတော့တယ်ပြီးပါပြီခင်ဗျာတပွဲစားမော်ဆိုး မမခတောင်ထိတ်ကကတပင်ဆိုတဲ့ဇလံလေးပြီးဆုံးပါပဲ။နားစင်ပြေသူရောက်စီတိုင်းရောက်စီတိုင်းရှင်လင်းချက်မြေကြပါစေခင်ဗျာ။